။ကရင်ပြည်နယ်ကောက်ရိုင်းမြို့နယ်တွင်ကနဘူးကောရီလမ်းမိုင်းကိုစစ်ကောင်မရှင်တပ်ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့နေမြေစွမှုနိုင်ဖို့တိုးတက်သောဗုဒ္ဓဘာသာကရင်မြို့သားတပ်မတော် DKPA ပူပိဖွဲ့နေကြတော့တဲ့ BGF ကူညီနဲ့စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒါအပြင်ကောက်ရိုင်းစက္ကစနစ်ခလတ်69နဲ့ကျုံတို့ခမ905ခမ906ကနေလည်းနဲ့ကြီးဒုံးပစ်ကူရယူပြီးအင်အားလုံးကြီးနဲ့ဒုစစ်စင်လာတာကြောင့် ပြန်လည်ပြူအောင်တက်ဖက်ကနေမီချုပ်ကိုလဲလွတ်လိုက်ရပါတယ်အဲ့ဒီလိုပဲနော်အဲ့ဒါပါပဲအခုလက်ရှိဂျုံတို့ဘော့ခရစ်ဂျုံတို့နဘူးလန်ကအဲစကူရီပြန်ထိုးလာပြီနော်ဒီနေ့မျိုးတော့လေလောတာကကျွန်တော်တို့ရဲ့ဟို fake water diamond မဟုတ်တော့ဗျအဲတချို့နေရာတွေမှာဘယ်လိုလုပ်နေလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ကတော့တတ်နိုင်တော့ကျွန်တော်တို့အဲလက်ရှိတော့ဟိုကြောင့်လည်းအစိတ်ပိုင်းနေတော့တောင်း ယူဘူးတောင်းခံမှုပြည်နေတော့ကျွန်တော်တို့ဆက်လက်ကြိုးစားနေတော့ဗောနော်ကျိုးဆက်ပိုင်းနေကြတော့ကျွန်တော်တို့လည်းတိကျအောင်ကြည့်အောင်ဗျအော်တိုဝါလာစိန်နီကကော်ကရိတ်မြို့နယ်နောင်မြင့်ကျွော်ဘက်ကိုစစ်ကောင်မရှိဘူးပေါင်းတက်ဘက်ကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်လာတာကြောင့်နောင်မြင့်ကျွော်နီးမှာကဲလန်လီပူပေါင်းတက်ဘက်ကရပ်ရက်တက်ခဲ့ခဲ့တာကြောင့်အထိနာပြီးပြန်ဆုတ်သွားခဲ့ပါတယ်စစ်ကောင်မရှိဘူးပေါင်းတက်ဘက်ကထိနာခဲ့တာကြောင့်နောက်ထပ်ပံမြပတိုင်း နန်ကော့တီကော့ဖန်ရဲ့နောင်မီချီရကဒေသခံပြည်သူတွေကိုကျွတ်တင်းကထွက်ခွာခွင့်မပြုဘဲလူသားတိုင်းပြည်ဖန်စီထိန်သိမ်းပြီးရိုက်နှက်ခတ်ပါတယ်။ဒါအပြင်ဖန်စီခံထားတဲ့ကျွတ်ရသား50မိသားကိုမြောက်လန်ကြည့်ရမယ်ဖန်စီခေါ်ဆောင်သွားတယ်လို့ဒေသခံရော်သားတယောက်ကပြောပါတယ်။ဟုတ်ပါတယ်ဘုရားဒီလိုပြန်ပြန်ဆိုလို့ဒီမှာအဲဒီမှာလည်းတော်ရတယ်လို့ပြောရတယ်တော့ဒီမှာမြောက်ပြန်လို့ပါတော့ပဲ။အဲဒီမှာဟုတ်တယ်ကွာ။ တော့ဟုတ်တယ်ဟုတ်တယ်ဘယ်လိုပါလို့အဲ့ဒီဒီကြီးကဒီကကိုရဒီကျလို့ဒီကကပေါင်းတော့လုံးလုံးလည်းဘောမျိုးပါသွားတယ်ဒီနေ့တော့မှအဲမှာသူတို့တော့တွားနေတာပဲဟိုမှာရွေးချယ်တယ်ဆိုတော့တော့ဒီဝေးတွားတယ်ပါတယ်ဆိုတော့မသိပါဘူးကားတွေတွားတယ်ကျွန်တော်အမှုနဲ့နောက်မိချင်းရတိုက်ပွဲတွင်စစ်ကောင်စီပူပေါင်းတပ်ဖက်ကအရှင်သုံးအောင်ဖမ်းဆီးရမိခဲ့တဲ့ပြင်30နီးပါးတေဆုံးပြီးဒဏ်ရာရသူများပြားခဲ့တာကြောင့်အထိနာခဲ့တဲ့အတွက် အော်တိုဘားလ14ရက်နေ့ကနောင်မီကြီးရွာကိုလေကြောင်းကနေဘုံကျတိုက်ခတ်ခဲ့တဲ့ပြင်ရုံးတွေလက်နက်ကြီးတွေနဲ့ဘုံကျပစ်ခတ်ခဲ့တာကြောင့်နေအများပြားထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ကျွန်တော်အောင်ခန့်ပါ